thank uh you -huh. မင်္ဂလာပါရှင်ခသစ် news ကနေသတင်းလေးကိုတင်ဆက်ပေးပါမယ်အကြံဖက်စစ်ကောင်းဆောင်မရောင်းနိုင်တဲ့မိသားစုကဝယ်ယူထားတဲ့ Airbus 319XYALK လေယာဉ်နဲ့ပြည်ပခီထပ်မံထွက်ကြအောင်မယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်အကြံဖက်စစ်ကောင်းဆောင်မရောင်းနိုင်တဲ့မိသားစုကမကြသေးမီကဝယ်ယူထားတဲ့ Airbus 319XYALK လေယာဉ်နဲ့ပြည်ပခီစင်ထပ်မံထွက်ကြမှာဖြစ်ကြောင်းနေပြည်တော်စစ်ပတ်သတင်းရင်းမြစ်တွေစီကသိရပါတယ်မေလ9ရက်နေ့ရုရှားနိုင်ငံမော်စကိုမြို့ကိုတောင်းရောက်ခဲ့ပြီးတဲ့နောက်အခုစွန်လအတွင်းမှာလဲဘယ်လာရုစ်နိုင်ငံကို ထပ်မံသွားရမှာဖြစ်ကြောင်းမင်းအောင်လိုင်းနဲ့ဇနီးသားသမီးမြေမီသားစုစုံစုံညီညီလိုက်ပါသွားကြမှာဖြစ်ကြောင်းသိရပါတယ်။ မင်းအောင်လိုင်းရဲ့ပြည်ပခီစဉ်ကအခုညနေပိုင်းဒါမမုံလာမယ့်ရက်ပိုင်းတွင်ထွက်ခွာမှာဖြစ်ပြီးစွန်လ29ရက်နေ့နေပြည်တော်ကိုပြန်လည်ရောက်ရှိမှာဖြစ်ကြောင်းသိရပါတယ်။အခုနှစ်ဖေဖော်ဝါရီလတွင်မင်းအောင်လိုင်းနဲ့မိသားစုအတောင်ဖြူပေါ်အမေရိကန်နိုင်ငံ Aviation Capital Group ထံမှငားရန်ထားတဲ့ Airbus အမျိုးအစား A319115 လေယာဉ် XYALK ကိုဝယ်ယူခဲ့ရမှာအမေရိကန်ဒေါ်လာတန်း60နီးပါးနိုင်ငံတော်ဘတ်ဂျက်မှာအတောင်ပြုခဲ့ကြောင်းသိရပါတယ်။ Airbus လေယာဉ်ဝယ်ယူပြီးတဲ့နောက်မင်းအောင်လိုင်းကမလအတွင်းရုရှားနိုင်ငံနဲ့ဘယ်လာရုစ်နိုင်ငံ င်ငံကိုလက်ကောင်း AP လာတွင်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာပြုလုပ်တဲ့ Binstead Smith SC ဝေးကို၎င်း မေလတွင်ရုရှားနိုင်ငံမော်စကိုမှပြုလုပ်တဲ့1943 1945မဟာမျိုးချစ်စစ်ပွဲကြီးအောက်ပွဲနှစ်80ပြည့်ကြီးတပ်ပွဲကိုလကောက်စတိုက်သွားရောက်ခဲ့ပြီးအခုဆွန်လကုန်ပိုင်းမှာလည်းမိသားစုနယ်တူပြပခီထပ်မံထွက်ပေါ်စီစဉ်နေတာဖြစ်တယ်လို့သိရပါတယ်။အင်ကဘူးမျိုးနဲ့ဒူကြီးမျိုးအမတ်တင်ရက်ကွက်မှာစစ်မှုထမ်းဖို့မဲနိုင်ခိုင်းပြီးဘလာမပါပဲလူငယ်အကုန်ပေါင်မဲရရှိပြီးအုပ်ချုပ်ရေးမှုရာစာထွန်းရဲမိသားစုဆွေမျိုးများမှလူငယ်များစစ်မှုထမ်းပါဝင်တဲ့အကြောင်းတင်ဆက်ပြပါ။အင်ယာရီတိုင်းအင်ကဘူးမျိုးနဲ့ဒူကြီးမျိုးအမတ်တင်ရက်ကွက်မှာ စစ်မှုထံပုံမဲနိုင်ခိုင်ပြီးအသက်16နှစ်မှအသက်35နှစ်အတွင်းအကျုံးဝင်တဲ့လူငယ်များအားလုံးဖလာမပါပဲအကုန်ပေါင်မဲရရှိကြောင်းမဲနိုင်တဲ့လူငယ်တုံးကပြောပါရင်အင်ကပူမျိုးနဲ့ထူးကြီးမျိုးအမတ်တီရက်ွက်မှာအုပ်ချုပ်ရေးမှုရာစာထုံးကအသက်16နှစ်မှအသက်35နှစ်အတွင်းလူငယ်များအားလုံးကိုစစ်မှုထံပုံအတွက်ဒီကနေ့မဲနိုင်ဖို့စင်ကော်ထားပြီးဖလာမပါကြောင်းပေါင်မဲအားလုံးစီစဉ်ထားတယ်လို့အသိပေးလာကြောင်းသိရပါရင်အသက်16ကနေအသက်35နှစ်ဒီစစ်မှုထံပုံအကျုံးဝင်တဲ့လူငယ်တွေအကုန်ကျန်းမာရေးမကောင်းတဲ့သူတွေပါမဲနိုင်ခိုင် ုင်နာစုစုပေါင်းမဲနိုင်ရမယ်သူ200ကျော်ပါတဲ့အကုန်းပောင်းဝဲပဲလို့ထူးကြီးမြို့နယ်မတ်တရက်ကွန်မှာလူငယ်တအုပ်ရဲ့မိခင်ကပြောပါတယ်စစ်မှုထမ်းစင်ခွန်ရမှာလည်းကောင်းစစ်မှုထမ်းခိုင်ဖို့အတွက်မဲနိုင်ရမှာလည်းအင်ကပူမြို့နယ်ထူးကြီးမြို့ MRT ရက်ကွက်အုပ်ချုပ်ရေးမှူးရှာစာတော်မိသားစုနဲ့ဆွေမျိုးတွေမှာလူငယ်များလုံးဝမပောင်းဝဲမဲကင်းလွတ်ခွင့်ရရှိကြောင်းသိရပါတယ်အခုခေါ်တာကအပတ်စဉ်တက်ကနေပတ်စဉ်စရိတ်တိရှိပြီးအုပ်ကြီးမျိုးတွေတအုပ်မှမပါဘူးအပြင်ကလူငယ်တွေပဲစစ်မှုထမ်းအခေါ်ခံရတာမဲနိုင်ခိုင်တော့လေအုပ်ကြီးအမျိုးမပါဘူးစစ်မှုထမ်းတော့လေအုပ် ြီးမျိုးမပါဘူးလို့မဲနိုင်ရမယ့်လူငယ်တောက်ကဆိုပါတယ်စစ်မှုထမ်းမဲပေါက်ထားတဲ့လူငယ်နေရာကျော်ကိုစစ်မှုရပ်ပါစင်လိုက်စီနီယာတိုင်းရှိနောက်စစ်မှုသွားရောက်ထမ်းရမယ့်အချိန်ကာလကိုလည်းအုပ်ချုပ်ရေးမှူးရှာစာထုံးကစီစဉ်တမန်နေကြောင်းအုပ်ချုပ်ရေးမှူးရှာစာထုံးရဲ့ဆွေမျိုးတွေကလွှဲရင်တက္ကောင်စင်ပါအသက်၁၈နှစ်မှ35နှစ်တွင်လူငယ်များအလုံးစစ်မှုထမ်းခိုင်းနေခြင်းဖြစ်ကြောင်းသိရတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။ ဂျီစီယာပီအရှင်အန်အန်ဒီကောင်းဆောင်များတတိရှိပါကကြည်ရင်းမှပြန်နေဖို့စစ်ကောင်စီထောက်ခံသူဒေါ်စန္နာမင်းစိန်ခေါ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ NUG CRPH နဲ့ NLD ကောင်းဆောင်များတတိရှိပါကကြည်ရင်းမှစစ်ကောင်စီနဲ့ဆက်ဆိုင်ကောင်းမွန်နေသူတအုပ်ဖြစ်တဲ့ဒေါ်စန္နာမင်းကစစ်တပ်လော်ဘီတရင်တောင်ကြောင်မျိုးမင်းနဲ့အင်တာဗျူးစီစဉ်မှာထည့်သွင်းပြောကြားခဲ့ပါတယ်။ဒေါ်စန္နာမင်းနဲ့ ကျော်မျိုးမင်းအင်တာဗျူးအစီအစဉ်ကို BBC Channel News ကဇွန်လ23ရက်မှာပြသခဲ့တာပါလက်ရှိ NUG CRPH နဲ့ NLD ပါတီဝင်အချုပ်ရဲ့လှုပ်ဆောင်ချက်တွေကမှားယွင်းတဲ့လှုပ်ဆောင်ချက်တွေဖြစ်ပြီးဒေါအောင်ဆန်းစုကြည်နဲ့မျက်နှာချင်းဆိုင်ပြောကြားရေးမှသလားလို့ဒေါ်စန္နာမင်းကဆိုပါတယ်ဒေါအောင်ဆန်းစုကြည်ဆိုတာအသက်ရှင်လျက်နဲ့သူ့အိမ်ကိုပြန်ရောက်နေအောင်မှကျွန်မအမှပြောရင်သူနဲ့မျက်နှာချင်းဘယ်လိုဆိုင်မလဲဒီလိုမှားရင်လှုပ်တဲ့သူတွေကတတိရှိရင်ပြည်တွင်းမှာပြန်နေပြီးတော့မျက်နှာချင်းဆိုင်လိုက်ပါလို့ကျွန်မကပြောချင်တာပေါ့ အင်ဘီဆက်ကွေးရဲ့မှာလူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့တရားရုံးထွက်ဆိုချက်လို့ဆိုပြီးစကောင်းစီဝါရဖြန့် Telegram Channel များမှာစာများထုတ်ပေါ်ပြသခဲ့ပါတယ်။အဆိုပါစာမှာဒေါအောင်ဆန်းစုကြည်က NUG CRPH နဲ့ PDF တွေကိုသိရှိခြင်းမရှိကြောင်းထွက်ဆိုထားတယ်လို့ဖော်ပြပါတယ်။ဒီစာကအစ်စ်ပါမှုရဲနေပြီးသွားတဲ့အချိန်မှာဒါရီကိုထုတ်လို့ရတယ်။ရှေ့နေတွေလက်ထက်ကရတာဖြစ်တဲ့အတွက်အမှတ်မတင်လိုင်းပေါ်မှာတွင်းလိုက်တာဖြစ်တဲ့အတွက်ဒါကအစ်စ်လို့ကျွန်မပြောနိုင်တယ်လို့ဒေါ်ဆန္ဒမင်းကပြောပါတယ်။အဲ့ဒီလိုဒေါအောင်ဆန်းစုကြည်ရဲ့တရားရုံးထွက်ဆိုချက်ကိုစကောင်းစီဘက်ကထုတ်ပြန်လာမှု နဲ့ဒေါ်စန္နာမင်းကလည်းစစ်ကောင်စီဝါရဖြန့်သတင်းတွေကိုတင်ဆက်ပေးနေတဲ့ကြောင်မျိုးမင်းနဲ့အင်တာဗျူးတစ်ခုပြုလုပ်ကဖြေကြားချက်တွေကဝါရမိုင်းတစ်ခုမြတာဖြစ်ကြောင်းကောမဒီ representing ရန်ကုန်လွှတ်တော်ဥက္ကဋ္ဌဦးတင့်လွင်ကပြောပါရင်ဆရာနာသိမ့်ပြီးနောက်တနိုင်ငံလုံးစီရင်ပြုလုပ်ဖို့ကိုလည်းဒေါ်အောင်ဆန်းစုကြည်ကပြောကြားမှုမရှိနိုင်ကြောင်းစစ်ကောင်စီအာဏာသိမ်းမှုကိုဆန္ဒထုတ်ဖော်ရန်ပြောနိုင်ခဲ့ကြောင်းဒေါ်ဆန္ဒမင်းကဆိုပါရင်ဒါအပြင်ပြည်ပကိုတင်းရှောင်သွားတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေကအနည်းစုသာဖြစ်ပြီးအများစုကပြည်တွင်းမှာသာရှိကြောင်းပြည်တွင်းမှာရှိနေတဲ့လွှတ်တော်ကိုယ်စားလှယ်တွေကလည်း၎င်းကိုလာရောက်ဆက်သွယ်မှုတွေရှိရဲလို့ဒေါ်ဆန္ဒမင်းကပြောပါရင်သူလိုက်စီယုံခဲ့တာဟုတ်တယ်ကျွန်တော်တို့ပါတီဆက်လက်လဲပန်းနိုင်ဖို့အတွက်ဆိုပြီးလာရောက်စီယု ံသေးတယ်ပြည်တွင်းမှာရှိနေတဲ့ကိုယ်စားလှယ်တွေကိုလည်းလိုင်းစည်းယုံတယ်ပြည်တွင်းမှာအကြောင်းမျိုးမျိုးကြောင့်နေနေရတဲ့လွှတ်တော်ကိုယ်စားလှယ်တွေရှိပြီးမဲ့ဒေါ်စနာမင်းလို့မဟုတ်ပဲအေးစေးနေကြတာသူပြောသလိုသားဆို CRPH ကဘယ်လိုလဲပတ်လို့ရမလဲရခိုင်ပြည်နယ်ကလွဲလို့ကျန်တဲ့ကိုယ်စားလှယ်များစုက CRPH မှာပါတယ်လို့ဦးတင်လွင်ကရှင်းပြပါတယ် ဒေါ်စနာမင်းနဲ့ဦးကျော်မျိုးမင်းရဲ့တွေ့ဆုံဆွေးနွေးတဲ့အင်တာဗျူးကစစ်ကောင်စီရွေးကောက်ပွဲပြုလုပ်နိုင်ဖို့အတွက်ရည်ရွယ်ပြီးပြုလုပ်တဲ့ဝါရဖြန့်ကျဲတစ်ခုသာဖြစ်တယ်လို့နိုင်ငံသုံးသက်သူတွေကလည်းထောက်ပြပါရယ်အပွဲချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ပေါ်မမမကန်တက်တီထွက်ဆိုမှုနဲ့ပြည်သူ့ဆန္ဒကိုကြောခိုင်းပြီးပါတီမူဝါရကိုစန့်ကျင်ခဲ့သူတွေလို့ဆိုပြီးရန်ကုန်တိုင်းဝန်ကြီးချုပ်ဟာဦးဖြိုးမင်းသိန်းဒေါ်စနာမင်းအပါအဝင်လေးဦးကိုပါတီမှထုတ်ပြန်ကြောင်း2000 23ခုနှစ်အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကမလ3ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ် ဆက်လက်ပြီးတော်လန်ဤတက်များရဲ့စိုးမိုးနယ်မြေမှာမလေးရှားနိုင်ငံထက်တောင်ကြီးမားနေပြီးအသွင်ကူးပြောင်းရေးအစိုးရတင်ရလိုအပ်နေမှုကိုအီယာဝရီကသဘောတူညီလက်ခံထားတယ်လို့ UNG ဝန်ကြီးဒေါက်တာဇော်ဝေစိုးပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာတော်လန်ဤတက်တွင်ရဲ့စိုးမိုးနယ်မြေတွေမှာမလေးရှားနိုင်ငံထက်တောင်ကြီးမားနေပြီးအသွင်ကူးပြောင်းရေးအစိုးရတင်ရလိုအပ်နေတာကိုတိုင်းဒေါက်တော်လန်ဤတက်ဖွဲ့တွေကအခြေခံအားဖြင့်သဘောတူညီလက်ခံထားကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ UNG ဝန်ကြီးဒေါက်တာဇော်ဝေစိုးကပြောပါတယ်တဘာမဂါရီယမ်မှာဝိုင်းရင်တရင်တောက်ခင်မောင်စုံနဲ့တွဲဆောင်မိ мян ကမ်းမှာအမျိုးသား ညွှန်ရေးဆိုရပညာရေးနဲ့ကျန်းမာရေးဝန်ကြီးဒေါက်တာဇော်ဝင်းစိုးကထပ်ပါတိုင်းပြောဆိုလိုက်တာပါ လက်ရှိမြန်မာနိုင်ငံမှာတွန်လိုင်းတက်တွေရဲ့ဆိုမွန်အေရီယာကမလေးရှားနိုင်ငံထက်တောင်ကြီးမားနေပြီးစိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေနဲ့လည်ပတ်နေကြောင်းလေကြောင်းရံမှအပတွန်လိုင်းတက်များသွားလာနိုင်တဲ့နေရာတွေမှာကြီးမားကျေပြန့်လာကြောင်းဒေါက်တာဆော်ဝေဆိုးကဆိုပါတယ်။အခုကျွန်တော်တို့တက်တွေဆိုမွန်နေတဲ့နေမြင်ကမလေးရှားနိုင်ငံလားမကတော့ဘူးကျင်းနေပြီးအဲ့ဒီ feeling တကယ်ကိုမြေပြင်ဆိုမွန်နေတာအခုကျွန်တော်တို့ဖြတ်သွားလိုက်ရင်လေကွင်းတွေစိုက်ခင်းပျိုးခင်းတွေမစိုက်တဲ့မပျိုးတဲ့လေကွင်းမှာမရှိတာမစိုက်တဲ့မပျိုးတဲ့နေရာဒေသမှာမရှိတာနောက်မွေးမြူရေးလုပ်ငန်းတွေလည်းလုပ်နေတာပုံမှန်လည်ပတ်နေတဲ့ဆိုမွန်ဒေသတစ်ခုရှိတယ်။ လေချောင်းရံမှာအပပေါ်ရှိနေတယ်ဆိုတဲ့ခန်းစားချက်မျိုးရတယ်ဒီမြေဒီရေဒေတာကိုငါတို့တွေပိုင်စိုးမိုးနေပါလားငါတို့တွေသွားနိုင်လာနိုင်လုံနိုင်ကိုင်းနိုင်ပါလားဆိုတဲ့အသည့်နဲ့ဖရီလန်ခန်းစားချက်ကမြေပြင်ရောက်တဲ့အချိန်မှာရပါတယ်လို့ဒေါက်တာစောဝေစိုးကရှင်းပြပါတယ်မလေးရှားနိုင်ငံကအေရိယာစတူရန်မိုင်ပေါင်း3,8924ကျေဝန်ပြီးမြန်မာနိုင်ငံကမြေအေရိယာစတူရန်မိုင်ပေါင်း2,6000 1228ရှိတဲ့အတွက်မလေးရှားနိုင်ငံကမြန်မာနိုင်ငံထက်နှစ်ဆခန့်သေးငယ်တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ဒါအပြင်တော်လိုင်းတက်များစိုးမိုးနေတဲ့နေမျိုးတွေကိုအခြေခံပြီးအသွင်ကူးပြောင်းရေးအစိုးရတင်ရဖွဲ့စည်းဖို့လိုအပ်တယ်ဆိုတဲ့သဘောထားကိုတိုင်းရင်းသားတော်လိုင်းလက်နက်ကင်ဖွဲ့စည်းအီယာဝရီကနားလည်လက်ခံသဘောတူညီထားကြောင်းဒီအဆင့်ကိုတက်လှမ်းဖို့စီးရင်းနေနိုင်ငံရဲ့နောက်တစ်ဆင့်တက်ဖို့လိုအပ်ကြောင်းသူကဆက်ပြောပါတယ်။ကျွန်တော် informant အဖွဲ့အစည်းနဲ့တွေ့ဆုံတလောက် inform ကျွန်တော်နားလည်တလောက်ကတော့အဖွဲ့အစည်းတွေအားလုံးကတကယ်ကိုအတွင်ကူးပြောင်းရေးကာလအတွင်ကူးပြောင်းရေးအစိုးရတခုလိုအပ်တယ်ဆိုတာအားလုံးသဘောတူပါတယ်ဒါပေမဲ့အဲ့လိုဖြစ်ဖို့အတွက်ကတော့စီးရင်နိုင်ငံရေးနောက်တစ်ဆင့်တက်ဖို့လိုတယ်နောက်တစ်ဆင့်တက်ဖို့အတွက်ကျွန်တော်တို့ကအဲ့ဒါကိုစူးစမ်းရမယ်ဒါကြောင့်စီးရင်နိုင်ငံရေးနောက်တစ်ဆင့်တက်ဖို့အတွက်အားလုံးဝိုင်းပြီးတော့စူးစမ်းဖို့လိုတယ်အားလုံးရဲ့သဘောကတော့ Fair Democracy မဖြစ်ခင်မှာ Transitional Government နဲ့ Transition နဲ့ Arrangement လိုတယ်ဆိုတာကိုအားလုံးကသဘောတူပါတယ်မလေးရှားနိုင်ငံလောက်မကတဲ့နေမြေစိုးမိုးမှုရှိနေပြီး 2021တုန်းကပါနေမြီမမစိုးမိုးမှုဘူး2025မှာသက်ဆိုင်ရာဖက်ဒရယ်ဒေတာလိုက်ရခိုင်ဆိုရင်ရခိုင်မှာတင်းထတာအများကြီးပဲအလားတူပဲချင်းကချင်ရှမ်းမြောက်ကရင်နီအခုဆိုရင်ကရင်ပေါ်အထက်ထဲမှာလည်းပြည်မဒေတာတွေလည်းအများကြီးပဲအဲ့ဒီပေါ်မှာအခြေခံပြီးတော့အသွင်ကူးပြောင်းရေးကာလအစိုးရတခုလိုတယ်ဆိုတာအားလုံးသဘောပေါက်ပါတယ်သဘောလည်းတူတယ်ဘယ်လိုသွားမလဲဆိုတော့နီလန်မျိုးမျိုးရှိမှာပေါ်အားလုံးရဲ့ရှိရွက်ချက်ကတော့အသွင်ကူးပြောင်းရေးအစိုးရလိုတယ်ဆိုတာအားလုံးသဘောတူပါတယ်လို့၎င်းကစပ်ပြောပါတယ် ဆရာနာရှင်ကိုချိန်ပုံပြီးအသွင်ကူးပြောင်းရေးအစိုးရတင်ရပေါ်ပေါက်လာဖို့မြန်မာပြည်သူတွေပါဝင်တော်လိုင်းအင်အားစုများအားလုံးစီးရင်းနဲ့နိုင်ငံရေးနောက်တဆင့်တက်နိုင်ဖို့အတွက်ဝိုင်းဝန်းတွန်းအားပေးကြိုးစားဖို့လိုကြောင်းအန်ယူဂျီဝန်ကြီးဒေါက်တာဇော်ဝေစိုးကတိုက်တွန်းပါတယ်ဒါကိုဘယ်လိုသွားမလဲဆိုတာကကျွန်တော်တို့နောက်ထပ်ရွှေ့မြက်အရွှေ့စီးရင်းအရာနိုင်ငံရေးအရွှေ့တွေပေါ်မှာအများကြီးမူတည်တယ်အဲ့ဒီအရွှေ့တွေကောင်းဖို့လိုတယ်အဲ့ဒီအရွှေ့တွေကိုရွှေ့အောင်အားလုံးဝိုင်းပြီးတော့တွန်းဖို့လိုတဲ့အားလုံးသဘောတူရအားလုံးကအဲ့ဒီလိုဆုံးဖြတ်ပြီးတော့ကြိုးစားပြီးလုပ်နေကြတယ်လို့ကျွန်တော်နားလည်ကြောင်း၎င်းကဆက်လက်ပြောဆိုပါတယ်အန်ယူဂျီဝန်ကြီးဒေါက်တာ စုံဝင်စုကပြည်ပမှာရောက်ရှိနေရမှာယခုနှစ်ဆန်းပိုင်းမှာပြည်ရင်းကိုအပြီးပြန်လာခဲ့တဲ့ပထမအဦးဆုံးတော့ပြည်တော်ပြင် NUG ဝင်ကြီးတအုပ်လည်းဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။